ဒီ reviewer မှာတော့ review exercise AB ပါတယ်ပေါ့နော်ကဲ A complete a sentence with correct expression given in bracket အရောဒါတချို့တို့ဒီ unit 1မှာတော့ပါတဲ့ဒီတွဲလုံးလေးတွေရှိတယ်လीเนาะအဲ့ဒါအဲ့ဒါလေးတွေကိုဒါအစဉ်ပြေတာကိုရွေးပြီးထည့်ပြရမှာဖြစ်တယ် I am not joking i am ငါလောက်ငါကြလုံးလုံးတာမဟုတ်ဘူးငါတကယ်ကိုဘာဖြစ်နေတာလဲ deadly serious ဖြစ်နေတာလားဒါမှမဟုတ် actively involved လားဘယ်စားလုံးဖြစ်မလဲနော်သူပြောတဲ့အထဲမှာစကလုံးထဲမှာပါလာပြီးသားဒါပြက်လုံးပြောတာရည်စရာပြောတာမဟုတ်ဘူးနော်ငါတကယ်ကိုဘာဖြစ်နေတာလဲနော်ရွေးချယ်ပြီးပါ now parents must be absolutely necessary fully aware that they are responsible for the well-being of their children အဲ့တော့မိဘတွေကတဲ့နော် absolutely necessary တကယ်လို့အတားလား full aware อ่ะအပြည့်အဝသိထားရမှာလားနော်သူတို့ဟာသူတို့ရဲ့ကလေးတွေ well being ဟိုသာ well being ဆိုတာကတော့ဒီကလေးတွေရဲ့ဘဝတသက်တာမှာဒါပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကောင်းမွန်တဲ့ဘဝကိုဖန်တီးပေးနိုင်ဖို့သူတို့ရဲ့တောင်းဝန်ဆိုတာကို fully aware ဖြစ်ရမှာလား absolutely necessary ဖြစ်ရမှာလားเนาะ absolutely necessary နဲ့ fully aware ကတခုရွေးရမှာဖြစ်ပါတယ်နံပါတ်3 the lady looks bodily heart completely different from how she looked before she underwent plastic surgery. I wrote, Dimutami, Dilady, Dimutami, ha, Chiaraga. From how she looked before she underwent plastic surgery. Plastic surgery, question, looking on it, so in it, Chiara, Loma, Papito, Hart, Pimla. But the Hart Pimla, completely different, Pita, Pimla. เนาะစဉ်းစားကြည့်เนาะအရင်ကနဲ့လုံးဝကိုဘာဖြစ်သွားတာလဲ why giving presentations เนาะ presentation ပေးနေတဲ့အချိန်မှာပေးနေစဉ်မှာ i always depend on လို့သုံးမလား go through the notes i have made ငါလုပ်ထားတဲ့ notes တွေပေါ်မှာမူတည်ပြီးတော့အဲ့ဒီပေါ်မှာတည်ပြီးတော့လုပ်မလားဘယ်လိုလုပ်မလဲ go through သုံးမလား depend on သုံးမလားနော်ဒါတွဲလုံးလေးတွေဒါဥစား unit 1မှာတော့လေ့လာသင်ယူထားပြီးသားဖြစ်ပါတယ် Number five, we should think before we the mistake of others. ငါတို့စဉ်းစားရမယ်လေတဲ့เนาะ of others တခြားလူရဲ့အမှား mistake တွေကိုဘာမလုပ်ပြခင်လဲရေးမချခင်လားထောက်မပြခင်လားဟုတ်ပြီเนาะအဲတေချာစဉ်းစားပြီးတော့ဖြေပါ number 6 plans have been made to go through la link up la the two village villages with a suspension bridge ဟောဒီမှာပုံလေးမှာလည်းပြထားတယ်ဒီ เนาะဒီရွာနှစ်ရွာပေါ့เนาะဒီရွာနှစ်ရွာကိုဒီတံတားပေါ့ဒီဆက်ပြီးတဲ့တံတားကနော်ပြုတ်လို့ဖို့ပြုတ်လို့ခဲ့တယ်ပြုတ်လို့ဖို့ဒီ plan ချထားခဲ့တယ်လို့ပြောထားတယ်အစီအစဉ်ပေါ့နော် plan လုပ်ထားတယ်လို့ပြောတယ်အဲ့ဒါဆိုဒီဟာနှစ်ခုကိုချိတ်ဆက်မယ်ဆိုတော့ go through ဆိုတဲ့စကားလုံးသုံးပါလား link up ဆိုတဲ့စကားလုံးကိုသုံးပါလား now number 7 after mass of the two companies have got an agreement or my ma ပုံလေးထဲမှာမြင်ရတဲ့အတိုင်းလားတွေအများကြီးဘာလုပ်ခဲ့ရတာလဲသူတို့ เนาะအခုတော့ company တွေဟာသဘောတူညီချက်ရသွားခဲ့ပြီလာပေါင်းများဆိုတာ negotiation လုပ်တာလား transition လုပ်တာလားအသင့်တော်တယ်အသင့်တော်သူစကားလုံးကိုရွေးပေးရမှာဖြစ်တယ်နံပါတ်8 the transport authority of our city is trying to improve the bus and train ဟုတ်ပြီဒီ transport နဲ့ပတ်သက်တဲ့ဒီတာဝန်ရှိသူတွေเนาะ authorities တွေကเนาะတို့ရဲ့မြို့မှာရှိတဲ့ authorities တွေကစူးစမ်းနေကြတယ်ဒီ bus ကားတွေ ယထာရရဲ့ဟာတိုးတက်ဖို့ဆိုတော့ discount ကိုတိုးတက်စေချင်တာလားဒါမှမဟုတ် service ဝန်ဆောင်မှုကိုတိုးတက်စေချင်တာလားเนาะကဲအဲ့ဒါကဘယ်အဖြစ်ဟာပိုတင်တော်မလဲဆိုတာရွေးချယ်ရမှာဖြစ်တယ်နောက် number 9 i have made a လည်းဖြစ်နိုင်တယ် article က a or n ဖြစ်မယ်အဲ့တော့ဒီထက်တဲ့စာလုံး appointment နဲ့ transition ပေါ်မှာမူတည်ပြီး a နဲ့ n နဲ့ကိုတွဲပေးရမှာဖြစ်တယ် with the dentist for friday afternoon at 4เนาะငါကားတဲ့เนาะ ဘာလုပ်ခဲ့တယ်လေတခုခုပေါ့နော် appointment ဖြစ်နိုင်တယ် transition တခုခုတည်းကိုသူပြုလုပ်ခဲ့တယ်ဘယ်သူနဲ့လဲ dentist သွားဆရာဝန်နဲ့တောက်ကြာနေနေခင်းเนาะတောက်ကြာနေဒီမွန်းလွဲပေါ့လေးနာရီမှာတွဲส่งဖို့လုပ်ခဲ့တယ်ဆိုတော့ appointment ဆိုတဲ့စကားလုံးကိုသုံးပါလား transition ကိုသုံးပါလား Now number 10 when you go to the bank မင်းဘဏ်ကိုသွားမယ်ဆိုရင် fill out the form and deposit your money နော်အဲ့တော့မင်းဘဏ်ကိုသွားမယ်ဆိုလို့ရှိရင်မင်းဟာဒီဖောင်ကိုဖြည့်ရမယ်မင်းရဲ့ money deposit ကိုပြရမယ် you make အဲ့ဒါပြီးသွားရင်နော်မင်း discount လုပ်နိုင်တာလား transition လုပ်နိုင်တာလားနော် discount ဒါ discount တွေ့လုပ်မှာလားဒီ transition အပြောင်းလဲငွေပြောင်းငွေလဲတဲ့လုပ်မှာလားမှန်ကန်သင့်တော်တဲ့စကားလုံးကိုရွေးချယ်ရမှာဖြစ်ပါတယ်ကဲခလေးတို့ဒါကိုတေချာစဉ်းစားပြီးတော့ရွေးမယ်နော်ကဲအဖြေတွေကတော့ number 1 deadly serious ပါ ဲ့တော့ငါအရန်ကိုဒါရေးစရာပြောနာမဟုတ်ငါတကယ်ကိုဒါအသေးအံဖြစ်နာလေငါတကယ်ကိုအသေးအံဖြစ်နာဆိုတော့ deadly serious ပေါ့နောက်မိဘတွေဟာကလေးရဲ့ wellbeing အတွက်ကိုတကယ်ကိုပေါ့နော်ဒီတာဝန်ယူရမယ်တာဝန်ရှိတယ်ဆိုတာကိုဒါအပြည့်အဝသိထားမှာ fully aware ဖြစ်တယ်နောက်ဒီမျိုးသမီးက plastic surgery လုပ်ပြီးတဲ့အခါမှာသူ့ရဲ့ငကိုမူလမျက်နှာနဲ့လုံးဝ ကွဲပြားတာဖြစ်တဲ့အတွက် completely different ကိုထည့်ရမှာဖြစ်ပါတယ်။နောက်ကသူက तू presentation လုပ်တဲ့အခါမှာ तू မှတ်ထားတဲ့အချက်တွေပေါ်မှာ moody ပြီးတော့တပတ်တော်လုပ်ပြီးတော့ तू ရေးခဲ့တာဖြစ်တယ်။နောက် number 5မှာလည်းဒီလိုပဲတခြားသူရဲ့ဒီ mistake အမှားကိုမထောက်ပြခင်မှာတေချာစဉ်းစားမယ်ဆိုတဲ့စကားလုံးလေး နောက်ရွာနေရွာရဲ့ရွာနေရွာဆက်လန်းကိုလုပ်ဖို့အတွက် plan ချတာဖြစ်တဲ့အတွက်ဒါချိတ်ဆက်တာဖြစ်တဲ့အတွက် link up ကိုသုံးပါတယ်။နောက် company တစ်ခုဟာတစ်ခုနဲ့တစ်ခုပေါ့နော် negotiate လာပေါင်းများစွာလုပ်ပြီးညှိနှိုင်းခြင်းပေါ့။လုပ်ပြီးတဲ့အခါမှာတော့သဘောတူညီမှုရတယ်ဆိုတဲ့ data negotiation ဖြစ်ဖြစ်တဲ့အာနောက်တစ်ခါကျတော့ဒီဒီ city authority ပေါ့နော်ဒီ transport နဲ့ပတ်သက်တဲ့ဒီတာဝန်ရှိသူအာဏာရှိသူတွေကဒီ bus ကားနဲ့ရထားရဲ့ဝန်ဆောင်မှုတွေကိုတိုးတက်အောင်လုပ်နေတယ်ဆိုတာဖြစ်တဲ့အတွက်ဒါ services ဖြစ်မယ်။နောက်ကသူကဒီ ဒီ၄နိုင်တောက်ကြနေ၄နိုင်မှာ तू ကသွားဆိုင်စီအောင်မနဲ့ချိန်းဆိုထားတာလေချိန်းဆိုချက်ကိုချေလို့ appointment ကိုသုံးတာ။အိုးဒါကြောင့်မို့အဖြစ်က appointment ဖြစ်တယ်။နောက်နံပါတ်10မှာကတော့ဒါဘဏ်ကိုသွားပြီဆိုရင်ဒါဒါ discount လောက်တာမဟုတ်ဘူးဒါပါဖြစ်ရမယ်ဒါငွေအထုပ်သွင်းထုပ် transition ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်10ကိုယူရမှာဖြစ်ပါတယ်။ကဲကလေးတို့ရေးဒီဆဲဘုတ်ကနေဘယ်နာဘယ်နှစ်ရဘယ်နှစ်ပုတ်ရပြီဘယ်နှစ်ရနှုံးလောက်ရလဲ။အဲအဲ့လေးတွေကိုကြည့်လိုက်ပြီဆိုရင်ဒါ unit 1 2 3ကစာလုံးလေးတွေကိုဘယ်လောက်ကြည့်လဲဆိုတာကိုသိမှာဖြစ်ပါတယ်။ ကဲနဘတ်ဘီကိုကြည့်အောင် rewrite the sentences according to the instruction given in brackets ဒီတစ်ခါကကြတော့ဒီချဲတို့ကဒီက grammar လေးပေါ့နော်အဲ့တော့ဒီ grammar ထဲမှာပေးထားတဲ့ instruction ပေါ်မှာမူတည်ပြီးတော့ဒီစာကြောင်းလေးကိုပြန်ရေးရမှာငကိုအတိတ်ပဲမပြောင်းလဲပဲနဲ့ ဒီစာလုံးလေးတွေကိုပြန်ပြီးတော့ဒီဒီခွင်းထဲကအတိုင်းပုံစံပြောင်းရေးပေးရမှာဖြစ်တယ်။အဲ့တော့ by overly playing online games you lose your family by overly playing online games you lose your friends အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်เนาะဘောတန်နဲ့ဆက်မှာဖြစ်တဲ့အတွက်ဒီချေတူတဲ့စကားလုံးလေးကိုကြည့်ရအောင်အဲ့တော့ by overly playing online games ဆိုတာကတူတယ် you lose me ဒါဆုံးရှုံးသွားလိမ့်မယ်မင်းရဲ့မိသားစုကိုရောမတူတာကဘာလဲ your family and you are friend I အဲ့ဒါကိုပုံတန်နဲ့ဆက်ပြီးရမှာဖြစ်ပါတယ်။ Okay number 2 accuracy is important in language learning fluency is also important in language learning and I အဲ့ဒါကိုတော့ combine the sentences using both and both and နဲ့ပဲဆက်ပြီးရမှာပဲ။ เนาะဒါပေမဲ့ kwa ราကတစ်ချက်ကြည့်ရမှာကကြတော့ဒီချေတို့ဒီဒီအပေါ်မှာကဟိုဒီဘုတ်တန်နဲ့ဆက်ရမယ်ဟာ subject နေရာလား object နေရာလားဒီအောက်ကနံပါတ်2က subject နေရာလား object နေရာလားအဲ့ပုံမှာမူတည်ပြီးတော့ဒီချေတို့ verb ကလေးတွေမှာ tense လေးတွေကိုသိချသတိထားเนาะကဲဟုတ်ပြီနံပါတ်2ကိုကြည့်ရမယ်ဆိုရင်ဒီ language မှာဆိုရင်ဒီ accuracy ကအရေးကြီးသလိုဒီ fluency ဒီကျွမ်းကျင်မှုကလည်းပေါ့နော် fluency ဖြစ်ဖို့ကလည်းအရေးကြီးတယ်လို့သူကပြောတယ်အဲအဲ့ဒီမှာဆိုမတူတာနှစ်ခုကဘာလဲ เนาะဒီ subject တွေဖြစ်တယ် accuracy နဲ့ fluency ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုတက်ချေလို့ဘောတန်နဲ့ဆက်တဲ့ခါမှာဘာလို့တတိထားရမလဲတတိချာချာ view site ပြီးတော့ဆက်ပေးပါဒါကလေးဥစားတချေလို့ဒီ unit 1 2 3မှာလည်းဒါသင်ထားခဲ့တာလေးရှိတဲ့အတွက်အရာလေးတွေကိုအဲ့ဒီမှာပြောထားတဲ့အချက်ကလေးတွေနဲ့လေ့ကျင့်ထားတဲ့ပုံမှာမူတည်ပြီးတော့ဒါလေးကိုတေချာစဉ်းစားပြီးတော့ပြန်ဖြေဆိုပေးပါ။နောက်နံပါတ်3 infrastructure to work only after la before la crawling ကလေးတွေอ่ะဆိုလို့ရှိရင်သူတို့ဒီလမ်းလျှောက်တာကတဲ့ crawling လုပ်တယ်ဆိုတာဒါလေးဘက်ထောက်တွားတွားဆိုတာလေးဘက်ထောက်တွားတာပေါ့เนาะအဲ့လေးဘက်ထောက်တွားပြီးတော့မှလမ်းလျှောက်ဖို့စတင်တာလားဒါမှမဟုတ်မတွားခင်လားဒါရွေးချယ်လိုက်လွယ်လွယ်လေးပါကလေးတို့မှန်တဲ့ဟာကိုရွေးလို့ရပါတယ်ကလေးတွေကလမ်းဆလျှောက်တာဟာဒီလေးဘက်ထောက်ပြီးမတိုင်မီလား ပြီးမှဟိုဒါမတိုင်မီလားဒါမှမဟုတ်လေးဘက်ထောက်ပြီးမှလားဆိုတာလေးကိုတတိထားပြီးကြည့်ပေးပါ။နောက် number 4 the gymnasts rehearse their moves several times အဲ့ဒါမှပုံလေးမှာမြင်ရတဲ့အတိုင်းပါပဲ။ဒီမှာပေါ့နော်ဒါ gym ကစားတဲ့ပေါ့နော်လူကလေးတွေအားဆိုလို့ရှိရင်သူတို့ရဲ့ဒီဟိုအချိန်များဆိုတာသူတို့လေ့ကျင့်ပြီးတဲ့အခါမှာ rehearse လုပ်ပြီးတဲ့အခါမှာသူတို့ဟာဒီ stage ပေါ်မှာ perform တရုပ်ဆောင်တာပေါ့နော်ပါဖောင်းလောက်တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ after ကိုသုံးရင်တီချာတို့ဘယ်စာအလုံးလေးကို အရင်ဆုံးဘယ်စာကြောင်းကိုရေးပြီးတော့ after ဘယ်နေရာမှာထည့်မလဲနော်တေချာစဉ်းစားမယ်နော်ဘယ်ဘယ်ဘယ်ဒီစာကြောင်းနှစ်ကြောင်းမှာဘယ်ဟာအရင်လာမှာလေနော်ဒီမှာဆိုလဲဒန်းဆိုပြီးပြီးထားတယ်ပြီးနောက်လို့ပြောတဲ့အတွက်ကြောင့်မလို့ after ဘယ်မှာထည့်ရမလဲတေချာစဉ်းစားပြီးတော့ဒီစာကြောင်းလေးကိုလည်းဒါပြန်ပြီးတော့ rewrite လုပ်ရမှာဖြစ်ပါတယ် number 5 Mimi won the clothes she had washed. Mimi ကသူလျှော်ပြီးသားအဝတ်တူကိုတကယ်ကိုခါညစ်တာပေါ့လေတေချာ ဒါဓာကြဒါချေဘက်တူးနေနဲ့တုံတာ तू ကညစ်တယ်ညစ်ပြီးသွားပြီဆိုရင်တော့ then she hand them on the line ပြီးကျိုးရမ်းပေါ် line ဆိုတာဒီမှာเนาะဒီမှာတော့ကျိုးရမ်းမြင်းနေနဲ့မဟုတ်ဘူးကျိုးရမ်းနေနဲ့တုံးနေကျိုးရမ်းပေါ်မှာ तू ကချိန်ပြီးတော့လှမ်းလိုက်တယ်အဲ့ဒါဆိုရင်ဒီမှာလည်းဒီလိုပဲလေ before verb ing နဲ့ပြောတဲ့အတွက်ကြောင့်မလို့မတိုင်မီမှာဘာမတိုင်မီမှာ ဘာဟိုတာဘာမလုတ်ခဲ့တာမတိုင်မီမှာဘာလို့လုတ်ခဲ့တာဘယ်ဟာကဘယ်စာချောင်းကဘယ်လုတ်ရက်ကအရင်လဲဆိုတာကိုတေချာကြည့်ပြီးတော့မှဆက်ရမှာဖြစ်ပါတယ်ဒီမှာတော့ before နဲ့ verb ing နဲ့ကိုတွဲပြီးသုံးရမှာဖြစ်ပါတယ်ကဲ number 6 look there byb ပေးထားတယ် nothing left on the plate the cut eat up all the fried fish ဒီမှာဆိုရင် look ကြည့်ပါဦးဟဲ့ကြည့်လိုက်ပါဦး there nothing left on the plate ပကံများထဲမှာဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးလို့သူကပြောလိုက်တယ်။အဲဆိုရင်ဒါအခုအဖြစ်ပြက်ပေါ့နော်လက်တလုံးအဖြစ်ပြက်ကိုပြောတယ်။အဲ့တော့ဘီကိုဒီချေတို့ဘာလေးကိုထည့်ရင်ကောင်းမလဲစဉ်းစားမယ်နော်ဒီအမစ်ဆာဝတ်ဆွဲဒီစကလုံးတွေတွေကဘာကိုထည့်ရမလဲဘက်တန်ကိုသုံးရင်အဆင်ပြေမလဲနောက်တစ်ခုကကြတော့ the cat eat up all the fried fish ဒါအစ်ကိုဒီချက်လိုပြောင်းပေးရမှာဖြစ်တယ်။ तू ကငကြောတွေအားလုံးကို तू ဘာလို့ပြီးပြီလဲ။စားပြီးစားပြီးွားလို့ပကံထဲမှာဘာမှမရှိတော့တာလေ။ဘယ်ဖြစ်ရကအရင်လဲ။အဲ့အတွက်ကြောင့်မလို့ဒီချက်လိုဘာလေးကိုသုံးမလဲဆိုတာကိုတေချာစဉ်းစားပါ။နောက်နံပါတ်7 normally i တော့ plan ပေးထားတယ်ဘေးနားမှာ do my morning walk out ကသူမနေ့လေ့ကျင့်ခန်းကို तू ကလုပ်နေချာပုံမှန်ကတော့လုပ်တယ်။ but this morning ဒီမနေ့မှာတော့ i ပေးထားတယ် help ကိုခွင်းထဲမှာထည့်ပေးထားတယ် no time for it เนาะ အဲ့တော့ဒီမှာဒါကိုဖြေဖို့အဖြေဒါကိုလုတ်ဖို့အချိန်မရှိဘူးလို့ပြောထားတာအဲ့ဒီတော့ဒီချက်လို့ကြည့်လိုက်မယ်ဆိုပုံမှန်လုတ်နေကြဒါ regularly ပေါ့နော်ပုံမှန်လုတ်နေတာ normally ဆိုတာလေ regularly ပုံစံမျိုးတွေပါပဲပုံမှန်လို့ဆိုရင်တော့လို့ပြောတဲ့အတွက်ဒီဟာကိုဒီချက်လို့ဘာသုံးမလဲဒါအများရန်ဖြစ်လုတ်လေလုတ်ထရှိရတာဖြစ်တယ်ဘယ် verb ကိုသုံးမလဲနောက်ဒီ verb တစ်ခုကကြတော့နောက်စာကြောင်းမှာ this morning လို့ပေးထားတယ် this morning this morning ဆိုတာဒီမနက်မှာ သူဒါကိုမလုတ်ခဲ့ဖို့အချိန်မရခဲ့ဘူးလို့ပြောတာလားမရဘူးလို့ပြောတာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီခွင်းနဲ့ဟာလူပြောင်းပြရမှာဖြစ်ပါတယ်ကဲနောက်နံပါတ်8 the train will leave at 7 am အဲ့တော့ဒီယထာက9နာရီမှာထွက်မှာ so ဒါကြောင့်မို့လို့ i have to temla must temla be at the station by 6:30 am ခုနှစ်နာရီမှထွက်မှာဖြစ်တဲ့အတွက်6နာရီခွဲမှာဘုဒ္ဓယုံကိုရောက်ကိုရောက်နေရမယ်အဲ့တော့ဒါဟာပြင်ပရဲ့ဒါဥစားတစ်ခုပေါ့နော်တက်ရောက်မှုတစ်ခုဖြစ်တယ်အဲ့တော့ have to ကိုရွေးမလား must ကိုရွေးမလားနော်ဒါလေးကိုစဉ်းစားမယ်ဒါဒီချေလို့ဒီဟာ shift သင်ခန်းစာတွေမှာ shift unit တွေမှာဒါတွေကဒါလေ့ကျင့်ခန်းလေးလုပ်ပြီးသားရှင်းပြပြီးသားလေးဖြစ်ပါတယ်နောက် number 9 we have to must do physical exercise to be a healthy and strong ငါတို့ကျန်းမာဖို့နဲ့ဒီတန်မာဖို့အတွက်ဆိုရင်တော့နေ့စဉ်ဒီကာယလေ့ကျင့်ခန်းလေးတွေเนาะအတွဲတစ်အတွဲနှစ်လိုဟာမျိုးလေးပေါ့အဲ့ဒါလေးတွေကိုလုတ်တင်နေလုတ်ကိုလုတ်ရမှာလုတ်မှဖြစ်မယ်ဟုတ်တယ်လုတ်မှပဲဒါဟာကျန်းမာမယ်တန်ဆွမ်းမယ်เนาะအဲ့အတွက်ကြောင့်မို့လို့ဒါကတော့ပြင်ပပြောကပါသလားပြင်ပတက်ရောက်မှုပါသလားကိုကိုတိုင်းကလုတ်တင်တယ်လို့ထင်တာလားလုတ်ရမယ်လို့သိတာလားအဲ့အဲ့ဒီပုံမှန်မှုတီးပြီးတော့ have to နဲ့ must မှန်တာလေးကိုရွေးပေးရမှာဖြစ်တယ်နောက်နံပါတ်10 first the child refuse refuse ဆိုတာသိရနော်ညင်းပယ်တာ the medicine ဆေးကို take ဘာလို့ဖို့လဲတောက်ဖို့ညင်းပယ်တယ် but ဒါပေမဲ့ finally နောက်ဆုံးမှာတော့ his mother succeeded a persuade him to take it အနောက်ဆုံးမှာတော့သူ့ရဲ့အမေက the succeeded အောင်မြင်ခဲ့တယ်ကလေးကိုအဲ့ဒါတောက်ဖို့အတွက်ဒါပါဆွေးချက်တွေပဲသွေးဆောင်တာပေါ့နော်ဒါအမေကသူ့သားလေးကိုဒါသူ့ရဲ့ကလေးကိုဒီဆေးကိုတောက်ဖို့ ဒီဆွဲဆောင်ခြင်းပေါ့နော်သွေးဆောင်ခြင်းမှာတော့အောင်မြင်ခဲ့တယ်လို့ပြောတာဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီချေတို့ဒီဟာတော့ဒါလက်တလောတင်သွားတဲ့အဲဒီချေတို့ဒီဒီတူတူစားပါလေတူတို့ exposure ဒီဂျရန်တို့ဒီထက်ကနေပြီးတော့ကလေးတို့ရွေးချယ်ရမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင် first the child refuse ကလေးကငင်းပယ်တယ်ဘာလို့ဖို့လဲဈေးတောက်ဖို့ရန် ပြီးွားရဲ့အမေကတော့သားလေးကိုစေးတောက်တဲ့ခါမှာသူကကလေးကိုကြာဆွဲဆောင်နိုင်တာပေါ့နော်ဆွဲဆောင်နိုင်ရင်အောင်မြင်ခဲ့တယ်လို့ပြောတယ်အဲ့ဒါဆိုရင်ဘယ်စာလုံးကိုသုံးမလဲနော် to affinity affinity ထဲမှာလား gerund ထဲမှာလားတိတော်တဲ့စကားလုံးကိုရွေးပေးပါကြာဆိုလို့ရှိရင်ဒီချေတို့ဒီအဖြေလေးတွေကိုကြည့်ရအောင်ပေါ့နော်ဒီ number 1မှာ by overly playing online games you lose both your family and your friends เนาะ ဲ့တော့ဒီမှာဆိုရင်မင်းอ่ะဟိုဒါဒီဂိမ်းတွေကိုအလွန်အကျွံ online game တွေအလွန်အကျွံကစားမယ်ဆိုရင်မင်းရဲ့မိသားစုကိုရောတငယ်ချင်းတွေကိုပါမင်းဆုံးရှုံးပါလိမ့်မယ်เนาะဒီမှာကတော့ဒါလေးကတော့အဆင်ပြေတယ်ကဲနံပါတ်2မှာကြာတော့ဒီချက်တို့ဒီ accuracy နဲ့ fluency မှာတချောင်းချင်းမှာတော့ဒီချက်တို့ is ကိုသုံးခဲ့တော့လေဒီမှာကကြာတော့နှစ်ခုဖြစ်သွားပြီ both accuracy နဲ့ fluency ဖြစ်တဲ့အတွက် verb is ကိုဒီချက်တို့အားပြောင်းတယ်เนาะဒါလေးကိုသတိထားပေးပါအ important နေ language learning ဒီ language learning မှာ accuracy or fluency ရောအရေးကြီးတယ်လို့ပြောတာပါနောက်နံပါတ်3မှာ infant to walk only after crawling ဟုတ်ပြီလေဒီကလေးငယ် infant ဆိုတာတော့ကလေးနှစ်နှစ်အောက်ကလေးကိုပြောတာเนาะဒီကလေးတွေอ่ะဆိုလို့ရှိရင်ဒီတောစာပေါ်လေးဘက်ထောက်ပြီးဒါမှမဟုတ်တွားသွားပြီးတဲ့အချိန်မှเนาะဒီလိုသူတို့ဝင်ရထိုးသွားတယ်လေးဘက်ထောက်တယ်အဲ့ဒါပြီးတော့မှလမ်းလျှောက်တာစတင်တာဖြစ်တဲ့အတွက် after ဆိုတဲ့စကားလုံးလေးကိုသုံးထားတာဖြစ်တယ်နောက်နံပါတ်4မှာဒီ gymnast တွေကဒီသူတို့ရဲ့အကျိန်များစွာသောဒီဒါပါသူတို့ရဲ့လှုပ်ရှားမှုပေါ့เนาะသူတို့ရဲ့ဒီ ကကွက်တီကိုသူတို့တေးချလေ့ကျင့်ပြီးတဲ့အခါမှာသူတို့ဟာတရုတ်ဆောင်ခဲ့တာစိတ်ပေါ်မှာတရုတ်ဆောင်လာလို့ဖြေလဲရတယ်နော်အဲအဲ့ဒီမှာကြတော့သူတို့ဘာကိုသုံးထားလဲဆိုတော့ hat rehearse ဆိုတာကကြာကျေလို့ဒီ past perfect ကိုသုံးထားတယ်အဲ့ဒါကိုသုံးလဲရတယ်ဒါမှမဟုတ်ရင် rehearsing ကိုသုံးလဲရတယ်နော်ဒီအချိန်ချင်းအခါကသူတို့လေ့ကျင့်ချင်းပြီးဆုံးပြီးတဲ့အခါမှာသူတို့ဟာစိတ်ပေါ်မှာတရုတ်ဆောင်ခဲ့တယ်လို့ပြောတာ ဖြစ်ပါတယ်။နောက်နံပါတ်5မှာကတော့ Mimi run the clothes she had washed before hanging them on the line. Mimi ကเนาะ Mimi ကဒီဒီကြိုးတန်းပေါ်မှာအဝတ်တွေကိုမလှမ်းခင်မှာသူကတိတိချာချာရှော့ဖို့ပြီးတော့မှညှစ်ခဲ့တယ်။ had washed သူရှော့ပြီးသားအဝတ်တွေကိုသူကလုပ်ခဲ့လေ။ဟိုညှစ်ပြီးတော့မှလှမ်းနေဆိုတာမျိုးပြောတာဖြစ်ပါတယ်။အာဆိုရင်ဒီချက်ကိုဆက်ကြည့်ရအောင်နံပါတ်6เนาะနံပါတ်6မှာကျတော့ look ဒီမှာကတော့ဒီချက်ကိုတလုံးချင်းထည့်ထားဖြစ်တဲ့အတွက်ဒီချက်ကြတယ်။ အယောင်လေးနဲ့ထည့်ပေးထားတာဖြစ်တယ် look there is nothing left on the plate ပကံများထဲမှာဘာမှမရှိတော့ဘူး the cat has eaten the cat ဂူလေးနဲ့သူဘာလုပ်လိုက်ပြီလဲစားလိုက်ပြီเนาะကြော်ပြီးသားငချော်တွေသူစားလိုက်ပြီဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒါ eaten app လို့ပြောင်းပေးရမှာဖြစ်တယ် normally ဩပုံမှန်တိုင်းရတော့ i do ငါရဲ့ morning walk ကကိုငါလုပ်လို့ရှိတယ် သို့တော့ဒီမနက်မှာတော့ပြီးခဲ့ပြီလေဒီမနက်ကအဲ့ဒါကြောင့်မလို့ I had no time for it အဲ့ဒါလို့ခုအချိန်မရှိခဲ့ဘူးလို့ပြောတယ်အဲ့ဒါကြောင့် HAV ကို HAD လို့ပြောင်းပေးရတာဖြစ်တယ် Now the train will leave at 7 a.m. so I have to be at the station by 6:30 a.m. အဲ့တော့ယထာက9:00ထွက်မှာ ဖြစ်တဲ့အတွက်ငါက6:00ကိုရောက်အောင်သွားမယ်။ဒါကြပြင်ပရဲ့ဒီတက်ရောက်မှုပါတယ်လေ။ယထာထွက်မှာမဟုတ်လို့ငါရောက်အောင်ကိုဒီဘူတာယုံသွားရတာဖြစ်တယ်။ Number 9မှာကတော့ we must do physical exercise to be healthy and strong ။ငါတို့ကျန်းမာတန်ဆွမ်းဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်ကိုလုပ်ရမယ်ဆိုတာကငါတို့ရဲ့အသိနဲ့ဒါလုပ်ကိုလုပ်ရမယ်ဆိုတာလို့ဒါ သုံးထားတာဖြစ်တဲ့အတွက် mask ကိုရွေးပါတယ်။ Now first the child refused to take the medicine. ကလေးကဒီ medicine ကိုတောက်ဖို့အတွက်ညင်းပယ်ခဲ့တယ်။เนาะညင်းပယ်ခဲ့တယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် refuse ဆိုတဲ့ verb နဲ့တွဲမှာဖြစ်တဲ့အတွက် तू ဟာ to take ဆိုတဲ့အာ infinitive နဲ့ to ကိုတွဲပြီးသုံးတာဖြစ်တယ်။ But finally နောက်ဆုံးမှာတော့သူ့အမေက succeeded အောင်မြင်ခဲ့တယ် in persuading him to take it. သူ့ကိုစေတောက်ဖို့အတွက်အမေကဒါ ဆွဲဆောင်ရပါတော့တွေးဆောင်တာအောင်မြင်ခဲ့တယ်ဆိုတာကိုပြောခဲ့တဲ့အတွက်ကြောင့်မို့ဒီချေတို့ဒီပါဆွေးတင်းဆိုတဲ့ဂျမန်းနောင်းကိုသုံးခဲ့တာဖြစ်ပါတယ်။ကဲအားဆိုရင်ကလေးတို့အဖြေအစဉ်ပြေရလားကလေးတို့ဖြေတာတကယ်လို့တိတ်နားမလဲသေးဘူးတိတ်ပြီးတော့အမားလေးရှိနေသေးတယ်ဆိုရင်တော့အရှိမပြခဲ့တဲ့ဒီ instruction လေးနမူနာလေးကိုပြန်ပြီးကြည့်ရမှာဖြစ်ပါတယ်။